မလ28ရက်နေ့မန္တလေးငင်လျင်ကြီးလောက်ခတ်မှုကြောင့်နေပြည်တော်ကောင်စီနယ်မြေတပ်ကုန်းမြို့နယ် တဟကုန်းကျေးရွာနေရှိစင်သေးရေလွဲဆဲထိခိုက်ပျက်စီးမှုများနဲ့ပြန်လည်ပြုပြင်နေမှုအခြေအနေများကိုဒီကနေ့မော်လယ်ပိုင်းကအမျိုးသားတဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစုံဝင်ဟောင်းပြည်ထောင်စုဝန်ကြီးများနေပြည်တော် ကောင်စီဥက္ကဋ္ဌနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများလိုက်ပါပြီးတွားရောက်ကြည့်ရှုစစ်ဆေးပါတယ် ရေဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့အဖွဲ့ဝင်များဟာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငရင်ကြီးနဲ့နောက်ဆက်တွဲငရင်များကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့စင်သေးရေလွဲဆယ်ကိုရောက်ရှိရာယာယီရှင်လင်းဆောင်မှာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်နဲ့တာဝန်ရှိသူများကမန္တလေးငရင်ကြီးတန်းကြောင့်စင်သေးရေလွဲဆယ်ရဲ့ရေပြည့် မြောင်းမာကြီးတခြားနဲ့လက်တံမြောင်းများရဲ့ကြောက်နံရံများပြိုကျပျက်စီးခဲ့မှုခြေနေများအဆိုပါပျက်စီးခဲ့တဲ့ယူလဲဆွေအားဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကတာဝန်ယူပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ခဲ့ရာအေဘီလာ၈ရက်နေ့မှာစတင်ဆယ်ရေများပြန်လည်ပြီးဝင်နိုင်ခဲ့မှုခြေနေများ စိုက်ဧကများရေပြီးဝင်နိုင်ရေးစီမံဆောင်ရွက်ခဲ့မှုခြေနေများနောက်ဆက်တွဲငရေများကြောင့်အေပိလ၁၂ရက်နေ့မနက်၃နာရီမှာစင်သေးရေလွှဲစေ ကြောက်နိုင်ရန်အောက်မှာဒူးပေါက်ဖြစ်ပေါ်ခဲ့ပြီးရေထိန်းနိုင်မှုမရှိဘဲရေလွဲဆယ်မှရေမြောင်စင်းသည့်ချောင်းတွင်းသို့စီးဆင်းသွားခဲ့ရာနှွေစပါးနှင့်အခြားသိနှံဆိုင်ဧက1848ဧကသို့ရေပေးနိုင်မှုခိတရပ်တန့်ခဲ့ရတဲ့အခြေအနေနဲ့ဒူးပေါက်ဖြစ်တဲ့နေရာရဲ့အထက်ပံမြေသားဖြင့်ပိတ်ဆို့နိုင်ရေးစီမံပြီးယာယီမြေသားတမန်လုပ်ငန်းဆောင်ရွက်မှုခြေနေများကိုရှင်းလင်းတင်ပြကြပါသည် ရှင်းလင်းတင်ပြမှုများပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးဆိုဝင်းကစည်ရီတောက်လယ်များသို့အချိန်တို့အတွင်းရေးပေးဝင်နိုင်ရေးလိုအပ်တာများပေါင်းစပ်ညှိနှိုင်းပေးပါတယ်။ အရင်နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များမလ28ရက်နေ့နဲ့အေပိလ12ရက်နေ့ငရင်တန်းကြောင့်ထူးပေါင်းမှတဆင်ရေဘူလွဲဆယ်အတွင်းရေများလေလွင့်ဆုံးရှုံးနေမှုနဲ့ယာယီပြုတ်ပြင်းနေမှုဆယ်ရီတောက်လေများတို့လက်ဝဲလက်ရမြောင်းများမှရေအမြန်ဆုံးပေးဝင်နိုင်ရေးဆက်ရန်နေရများဖြင့်ဆောင်ရွက်နေမှုခြေနေများကိုကြည့်ရှုပြီးလိုအပ်တာများမှာကြပါတယ်။ အဆိုပါစင်သေးရေလွဲစင်ဟာစင်သေးချောင်းပေါ်မှာတိဆောက်ထားပြီးရေစင်း area 80စက်တူရမ်းမိုင်အကျယ်ပေ930တမန်အမြင့်ပေ20ရှိတဲ့တန်ကူကွန်ကရစ်အမျိုးအစားရေလွဲစင်ဖြစ်ပြီးစင်သေးချောင်းမှာတစင်လက်ရာတူးမြောင်းတို့ဓာတ်ရိုက်ရေပေးသွင်းနိုင်ရင်လက်ဝဲတူးမြောင်းတို့ရေစုအောင်အမြန်ဆုံးရင်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာလက်ရာတူးမြောင်းမှာ Ebola 18ရင်းနေမှာ၎င်းလက်ဝဲတူးမြောင်းမှာ Ebola 22ရင်းနေမှာ၎င်းဆယ်ရီတော့ဧကမြောင်းအလုံးရေဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်းသိရပြီးတ ချိန်ထဲမှာပင်ထူးပေါက်ပျက်စီးသွားတဲ့တမန်အပိုင်းနဲ့ရေးထွက်ပေါက်များပျက်စီးနေမှုကိုစစ်ဆေးခြင်းစစ်ဆေးတွေးရှိချက်များပေါ်မူတည်ပြီးပြန်လည်ပြုပြင်ခြင်းသို့မဟုတ်အစ်စ်ပြန်လည်တိစောက်ခြင်းယာယီမိသားတမန်တိစောက်၍ရေရရှိရေလုံငန်းများအားအစဉ်လိုက်အပိုင်းလိုက်တာဝန်ရှိသူများကဆက်ရန်ရများဖြင့်နေညာမပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ စင်သေးရေလွဲဆယ်အထက်ပိုင်းရှိစင်သေးရေလောင်တမန်မှာတက်ကုံးမြို့နယ်မက်စလီချင်းကျေးရွာနေရှိရေစင်းဧရိယာ380စတူရန်မိုင်တမန်အလျာ1350ပင်တမန်အမြင့်109ပင်ရှိပြီးမန္တလေးငရင်ကြီးလောက်ခတ်မှုကြောင့်အနှဲငယ်သာထိခိုက်ခဲ့ပြီးဘူမိယူပဗေဒတိုင်းတာစနစ်နဲ့မျက်မြင်စစ်ဆေးချက်များအရတမန်ရဲ့ကြံ့ခိုင်မှုအားထိခိုက်ခဲ့ခြင်းမရှိကြောင်းနဲ့စင်သေးရေလောင်တမန်ရဲ့အခြေအနေမှာစိုးရိမ်ပွဲမရှိကြောင်းသိရှိရပါတယ်ခင်ဗျာ